ဒီနေ့အိတ်ဆဲထဲမှာ condition နဲ့ formatting တက်မှန်တယ်။အဲ့တော့အိတ်ဆဲထဲက search box မှာနှိပ်ပြီးအိတ်ဆဲထဲကိုရှင်းပေါ်လိုက်တယ်နော်။အဲ့တော့အိတ်ဆဲထဲရောက်ရင်အိတ်ဆဲထဲက file ကိုဖွင့်မှာဆိုတော့ file နဲ့ကငါကိုပဲ file ရှိတယ်။ A3 လုံး file လေးရှိတယ်ဖွင့်လိုက်စာ။ဒါဒီ file လေး။အဲ့တော့ဒီအိတ်ဆဲ file လေးထဲမှာဟိုတနေ့ကစာတွေရိုက်ခဲ့တယ်။နောက်ကွယ်ကနေသတ်မှတ်တာလေးပြောခဲ့တယ်။ဒီမှာဆိုရင်နောက်ကွယ်ကသတ်မှတ်တယ်။ keyboard က6လို့ရိုက်တယ်။ enter ခောက်လိုက်တယ်။ ။ဒါဆိုရင် T006 လို့ auto ပေါ်အောင်သတ်မှတ်တာရှေ့ရလက်စင်မှာပြောခဲ့ပြီးသားနော်။အဲ့တော့အရှေ့လက်စင်ထဲမှာနောက်ကွေကနေ name define သတ်မှတ်တာလေးတွေပြောခဲ့တယ်။အခုဒီနေ့သုံးပါ conditional formatting သုံးမယ် conditional formatting သုံးခြင်းနဲ့ဆဲကွက်ကိုဆက်လက်မှတ်ပြရမယ်အခုသတ်မှတ်မဲ့ဆဲကွက်ဒီ d4 ကနေဒီ out ထိဆိုရင် d4 ကနေကိုလိုချင်တဲ့အကွက်တွေကိုဆက်လက်မှတ်လိုက်မယ် conditional formatting ကဘယ်ထဲမှာရှိသလဲ home tab ထဲမှာရှိတယ် ီ style လေးရဲ့အပေါ်မှာ conditional formatting down a rule နဲ့အဲ့တော့ conditional formatting ဆိုတာပါလေ condition ကိုလိုချင်တဲ့အခြေအနေတွေပေါ်မှာဘူတီးပြီးတော့သတ်မှတ်တယ်ကိုလိုချင်တဲ့အခြေအနေသတ်မှတ်တဲ့ပုံမှာမှာ format ပြင်ဆင်မှုလုပ်တာအဲ့ကိန်းကနေနံပါတ်တွေကိုပြင်ဆင်မှုလုပ်တာအဲ့တော့ကိုလိုချင်တဲ့ condition ဘယ်လိုသတ်မှတ်မလဲအခု selection မှတ်ထားတဲ့ ဈေးကွက်ထဲမှာ6000လို့5000လို့တပေါင်းခွဲလို့ရှိတယ်။ဒါဆိုအဲ့ဒီ6000 5000တပေါင်းခွဲမှာကိုကတက်မိုးတွေတက်မှတ်တဲ့အခါမှာဥမာ9000ရဲ့အထက်ဆိုရင်အယောင်တရောင်ပြပါ။4000ရဲ့အောက်ဆိုရင်အယောင်တရောင်ပြပါအဲ့လိုမျိုးသတ်မှတ်ချင်တာအဲ့တော့သတ်မှတ်ချင်တဲ့ဆဲကွက်ကိုဒီလိုဆက်မှတ်ဆက်လက်မှတ်ထားပြရမယ်เนาะဆက်မှတ်ပြီးတော့ condition နဲ့ formatting ရဲ့ကဲ့ရမှာ highlight cell rule ဆိုတာလေးရှိတယ်သူ့ရဲ့ဘေးမှာ greater than greater than မှာကလေးနှိပ်လိုက် greater than မှာနှိပ်ပြီးသွားရင်ကိုသတ်မှတ်ခြင်းနဲ့ condition condition ကဒီမှာပေးထားပြီးသား greater than လို့ပြီးထားရယ်เนาะဆိုတော့များတာအဲ့တော့ကိုသတ်မှတ်ခြင်းနဲ့တန်ဖိုးသည်ငားတောင်အထက်လို့ပြောခြင်းတာဒါကြောင့်ငားတောင်လို့ရိုက်ခြင်းပဲတကယ်လို့ငားတောင်အထက်မဟုတ်ဘူးကိုသတ်မှတ်ခြင်းသာသည်6000အထက်ဆိုရင်6000 6000လို့ရိုက်ပြီးသွားရင်6000အထက် တံမိုးတွေကိုသူကဘယ်လိုအယောင်ပြကျင်တာလဲဒီဘက်ကဒေါင်းအဲရိုးမှာနှိပ်ပြီးတော့6000အထက်ဆိုရင်သူအယောင်လေးနဲ့ပြစီကျင်တယ်အနီရောင်စာသားလေးနဲ့ပြစီကျင်တယ်ဒါဆိုရင် red text မဟုတ်ဘူးအနီရောင်ဘောင်လေးနဲ့ပြစီကျင်တယ်ဒါဆိုရင် red border နဲ့သွားလို့ရတယ်အဲ့တော့လောလောဆယ်ဆိုရင် red border လေးနဲ့သွားကြည့်လိုက်မယ်ပြီးသွားရင် okay နဲ့ထွက်ဆက်လက်ဖြုံမယ်ဒီမှာ red border ဆိုအနီရောင်လေး ိတ်မတိတာဖြစ်နေရယ်အဲ့တော့ဆက်လက်မှတ်မယ် red border မသုံးတော့ဘူး conditional formatting ကနေ highlight cell value မှာ greater than ကိုတတ်မှတ်ထားတာဒီ9တောင်ပြီးရင်သူ့ရဲ့ဒီဘေးမှာလိုချင်တာကအနီရောက်စာသားလိုချင်တယ်ဒါဆိုရင်တော့ red x နဲ့သွားလိုက်မယ်နော် red x အဲ့တော့သူတတ်မှတ်ထားတာ9တောင်အထက်လိုတတ်မှတ်ထားရယ်နော်ပြန်ပြင်လိုက်ဦးမယ်9000အထက် 9000အထက်ဆိုအနည်းအောင်သာသားနဲ့ပြလို့ပြောလိုက်မယ်ပြီးဥကိနဲ့ထွက်ဆက်လက်ဖြုတ်ကြည့်လိုက်ဒီမှာ9000အထက်ကအနည်းအောင်သာသားဒီမှာတန်ဖိုးလေးဖြည့်ကြည့်အောင်တန်ဖိုးက6ထောက်ဖန်တာဒါဆိုရင်သူဒီအနည်းအောင်မပြဘူးဒီအပေါ်မှာတန်ဖိုးပြင်ကြည့်မယ်9000အထက်လို့ပြောတဲ့အတွက်8ထောက်ဖန်တာသာသားရောင်ပြောင်းသွားတယ်ဒါလို့သတ်မှတ်တာနော် နောက်တစ်မျိုးတက်မှတ်မယ်ဒီအောက်ကဆဲခွက်တွေကိုကြတော့ကိုကတံပိုးထည့်တဲ့အခါမှာ conditional formatting မယ်ဆိုတော့တက်မှတ်ခဲ့တာဒီတိတက်မှတ်လိုက်တယ်နော်အခုဒီအောက်ကအကွက်တွေကိုထပ်ပြီးတော့တံပိုးတက်မှတ်မယ်ဆက်လက်မှတ်မယ်ဆက်လက်မှတ်ပြီးရင် conditional formatting ရဲ့ dataset မှာနှိပ်ပြီးတော့ highlight cell value တော့တွားပြီးပြီး less than ကိုတွားကြည့်မယ် less than အဲ့တော့ less than မှာသူ့ရဲ့ဖြည့်တဲ့တံပိုးတွေဒီဘလောက်ထက်နေရင်လဲ9000ထက်နေရင်9000 ဒီမှာလက်တန်းပါပြီးသား9000ထက်နည်းရင်အယောင်လေးနဲ့ပြောချင်တယ်ဘယ်လိုအယောင်လဲဆိုရင်အပေါ်မှာ yellow face ဆိုတာလေးနဲ့ပြမယ်ဒါမှမဟုတ် green face နဲ့ပြလိုက်မယ်နော်ပြီးသွားရင် okay နဲ့ထွက်ပြီးရင်ဇက်ကွက်မှာဖြည့်ကြည့်မယ်9000 enter ဒါဆိုရင်9000အနည်းမှလို့ပြောခဲ့တဲ့အတွက်9000မှာသူအပွား effect ဝင်နေရယ်နော်အမဲပဲဝင်နေအဲ့တော့သူက9000အထက်လို့ပြောခဲ့တဲ့အတွက် ၄000လောက်ထည့်ကြည့်မယ်အန်ဒါဒါဆိုရင်တော့အစိမ်းအောင်စာတီနဲ့ပြရတယ်ပထမပေါ်ကပေးခဲ့သလိုပဲ6500 6500 enter ဒါဆိုအပေါ်မှာပေးခဲ့တဲ့ greater than 9000အထက်ဖြစ်တဲ့အတွက် mark condition သတ်မှတ်ထားလေးပြန်ကြည့်လို့ရတယ်ဒါဆက်လက်မှတ်ထားမယ် ်လက်မှတ်ပြီးတော့ conditional formatting ကနေကိုသတ်မှတ်ထားတဲ့ rule ကိုပြန်ကြည့်လို့ရတယ်ဒီမှာ manage rule ဆိုတာရှိတယ်ဒါဆိုသူသတ်မှတ်ထားပထမက less than 5000ကိုတစ်ခါသတ်မှတ်ထားတယ်5000ထက်နည်းရင်သူဒီအစိမ်းရအစိမ်းရောင်လေးနဲ့ပြမယ်ဒါ5000ထက်နည်းလို့9000ထက်များရင်အနည်းရောင်နဲ့ပြမယ်ဒါဆိုရင်ဒီမှာ9000ထက်များရင်အနည်းရောင်ဒါပေမဲ့6000ထက်နည်းတယ်ဆိုတော့6000ထက်များတယ်ဆိုရင်လည်းဒီမှာ အမဲရောက်နေပြရဲဒါကြောင့်မို့6000ထက်များရဲ့အမဲရောက်ဒါသူတတ်မှတ်ထားရဲ့ဟူးလीเนาะပြန်ကြည့်လိုက်တာ okay နဲ့ကျွဲအဲ့တော့အခုတတ်မှတ်ခဲ့တာဒီ select မှတ်ပြီးတော့ conditional formatting နဲ့က highlight say value တွေ greater than လို့ less than လို့ ਨੇ တတ်မှတ်ခဲ့တယ်။နောက်ဘာတွေတတ်မှတ်လို့ရလဲဆိုတော့အောက်မှာ top bottom rule တတ်မှတ်လို့ရတယ်။ ဲ့တော့ highlight စဲသတ်မှတ်လို့ရတယ်လို့ top button rule နဲ့သတ်မှတ်လို့ရတယ် top button rule ဆိုရင်ဒီကောင်ဒီအကွက်ကိုမမှတ်တော့ဘူးเนาะ select ဖြုတ်လိုက်မယ်ဒီဘက်ကသတ်မှတ်ကြည့်မယ်စဲကွက်ကို select မှတ် select မှတ်ပြီးရင် conditional formatting ရဲ့ down arrow မှာနှိပ်ပြီးတော့ top button rule မှာဒီ item နေထဲမှာသူဘာလို့လိုချင်လဲဆိုရင် top 10 item item same you အများဆုံး item same you ဒါမှမဟုတ်လေ bottom 10 item bottom ဆိုရင်အနည်းဆုံး item same you ၅မျိုးဒီလိုသတ်မှတ်လို့ရတယ်အဲ့တော့အခု bottom 10 item ကိုယူလိုက်မယ် bottom 10 item ကိုယူပြီးတော့ဒီ quantity ထဲမှာအနည်းဆုံးအနည်းဆုံးဆိုတော့မှ5541ဒါတွေဒီနည်းတယ်ပေါ့နော်အဲ့အနည်းဆုံးပစ္စည်း၅မျိုးပြစီခြင်းတယ်ဒါဆိုရင်ဒီဘေးမှာ short လို့ရတယ်၅မျိုး ငါရင်းချော်ပြီးသွားရင်ဒီမှာ1 2 3 4 5တကယ်ဆိုရင်6ပါယူလို့ရတယ်เนาะသူကဘာဖြစ်လဲဆို5မျိုးပဲပြထားတာအဲ့ဒီ5မျိုးကိုဘယ်လိုအယောင်သတ်မှတ်ချင်တယ်လဲသတ်မှတ်စေချင်တဲ့အယောင်က yellow အဝါရောင်နဲ့ပြစေချင်တယ် yellow fade with dark yellow text သူကနောက်ထပ်အယောင်က yellow အပွားကြတော့ dark yellow text နိုင်မယ်ပြီးသွားရင် okay select ဖြုတ်မယ် ဒါဆိုရင်ဒီမှာ၅မျိုးပြပေးတယ်။ဒါကြောင့် value တွေကိုကိုလိုကိုပေးလိုက်တဲ့ condition ပေါ်မှာမူတည်ပြီး value တွေကိုပြင်ဆင်မှုလုပ်လိုက်တာ format လုပ်လိုက်တာ။အဆိုရင်နောက်ထပ်ဇလက်မှတ်ကြမယ်။ conditional formatting ဒါဝရမနဲ့ခုနှစ်ခုပြောခဲ့ပြီ highlight cell rule ပြောခဲ့တယ် top bottom rule ပြောခဲ့တယ်။နောက်တစ်ခါ data ဘာပြောခဲ့ ြောမယ်နော်အဲ့တော့ data ဘာကတော့ရှင်းတယ်သူမှရှိတဲ့ဘားလေးတွေကိုအယောင်လေးနဲ့တန်ဖိုးပုံမှာမူတည်ပြီးတော့ကိုကြိုက်တဲ့အယောင်ပြီးပြီးတော့ဘားကိုသတ်မှတ်လို့ရတယ်ဒါဆိုရင်တန်ဖိုးများရင်များသလိုနည်းရင်နည်းသလိုအယောင်လေးတွေပြောင်းသွားမယ်ဒါ data ပါဆက်လက်ဖြုတ်နော်အဲ့တော့ဒီမှာ data ဘားဒီတန်ဖိုးကိုဆိုပါစို့2000 2သိန်းထည့်လိုက်မယ် and အဲ့ဒါ data ဘာအပြည့်ဖြစ်သွားတယ်ပေါ့ဒီမှာသသိန်းခွဲတော့အပြည့်မဟုတ်သေးဘူးပေါ့နော်အဲ့လိုပုံစံ နောက်တစ်ခုက select ထပ်မှတ်မယ် conditional formatting မှာပဲ highlight save ပြီးသွားပြီ top border ပြီးသွားပြီ data bar ပြီးသွားပြီ color scale color ပေါ်မှာမူတည်ပြီးတော့ကိုလိုချင်တဲ့ color လေးတွေကိုဒါလေးတွေကိုစိတ်တိုင်းကြသတ်မှတ်လို့ရတယ် select ပြုကြည့်လိုက်နော်အဲ့တော့ color scale သတ်မှတ်တာရမယ်နောက်တစ်ခါ conditional formatting မှာပဲ icon set icon လေးနဲ့သတ်မှတ်လို့ရတယ်ကိုလိုချင်တဲ့ icon လေးတွေကိုအမှန်ကြီးလေးနဲ့သွားချင်တာလားဒါမှမဟုတ်ရင်အဝိုင်းလေးနဲ့ပြချင်တာလားအဝိုင်းလေးပြ select ပြုလိုက် တော့သူက conditional formatting သတ်မှတ်လို့ရတာဒီ highlight say rule ရဲ့ top bottom rule data bar color scale icon set အားလုံးပေါင်း၅မျိုးသတ်မှတ်လို့ရတယ်ဒီဟာတွေအပြင်စိတ်တိုင်းကြထပ်ပြီးသတ်မှတ်ခြင်းတော့မှာအောက်မှာသူက new rule ဆိုပြီးတော့ rule သတ်မှတ်လို့ရတယ်ဒီ ठी ကိုစာလေးကြည့်ကြည့်ပါဦးနော်စဉ်းကြည့်ပါပါ